ကျွန်တော်ကလည်းအရက်ရှိရလीပြီးတော့ဟိုကိုကနီးစင်းတကြကတတဲ့လူလည်းမဟုတ်ဆင်မမသချင်းဆိုရဲဆိုတဲ့ခါမှာပြိသက်ကိုအတန်နဲ့မဟုတ်ဘူးဒီလိုမျိုးလေးကိုဟန်မူရာနဲ့ဖြောပြေတယ်ပေါ့အဲ့တော့ချစ်တဲ့ပြိသက်တွေကတော့ချစ်မယ်ဟိုကြိုက်တဲ့ပြိသက်တွေအမြင်စုသွားရင်လည်းကျွန်တော်တောင်းပန်ပါတယ်ဟို နောက်ပိုင်းတော့ကောက်မှာပါပဲအဲ့ဒီဆွတ်ကျဲကိစ္စလဲပေါ့နော်ဟိုကျွန်တော်လဲကုတ်ကလေးနဲ့အဲ့လိုမျိုးပွဲပြီးတဲ့ဒီဆိုကျင်တယ်ဒါပေမဲ့ပွဲမှာပူတယ်ဗျာအဲ့လိုထွေးနေဆိုကျွန်တော်တို့ကတချင်းဆိုရတာတတောင်တတာမဖြစ်ဘူးပေါ့အဲ့တော့ကျွန်တော်အင်ကြီးချွတ်လိုက်တယ်ကျွန်တော်လောလတ်ဆွတ်ကျင်တယ်ဆိုရတာပူကြိုက်တယ်အင်ကြီးချွတ်ဆိုရရင်တော့ပူတော်ကြိုက်အောင် ကျွန်တော်ကလည်းအရက်ရှိရလေပြီးတော့ဟိုကိုကနေစနေတကြကတတဲ့လူလည်းမဟုတ်ဒီတိုင်းပဲဆင်မမသချင်းဆိုတယ်ဆိုတဲ့ခါမှာပြိသက်ကိုအတန်နဲ့မဟုတ်ဘူးဒီလိုမျိုးလေးကိုဟန်မူရနဲ့ဖျော်ပြေတယ်ပေါ့အဲအဲ့တော့ချစ်တဲ့ပြိသက်တွေကတော့ချစ်မယ်ဟိုကြိုက်တဲ့ပြိသက်တွေအမြင်စုသွားရင်လည်းကျွန်တော်တောင်းမှမှာတယ်ဟိုနောက်ပိုင်းတော့ကောင်းမှာပါပဲဒီပုံစံဆိုတာရှုထူးကလည်းကောက်ကဆိုပြီးတော့ဖြစ်သွားတဲ့ဖြစ်တယ်အော်ဟုတ်အဲ့လိုတော့လည်းမဟုတ်ပါဘူးလူတိုင်းကနေတာပါလူတိုင်းကကြပါတယ်ကျွန်တော်ကတော့ဒီတိုင်းပဲ ဂလန်ဂလာနဲ့မဟုတ်လို့လူသတိထားမိတာပဲရှိတာဟုတ်အဲ့ဒီဆွကြယ်ကိစ္စလဲပေါ့နော်ဟိုဟိုကျွန်တော်ပြောပြချင်တာရှိတယ်ကျွန်တော်အမြဲတမ်းပွဲတစ်ပွဲမှာသွားဆိုရင်အထဲထဲမှာအင်ကြီးတီရှပ်ခံခံမခံဆွကြယ်ခံတယ်ပြီးကျွန်တော်ကကုတ်ထက်တယ်ပေါ့နော်ဒါယောက်ျားလေးရဲ့စတိုင်ပါပဲဆိုတော့ကုတ်ထက်တယ်ဒါပေမဲ့ဟို ကျွန်တော်လဲကုတ်ကလေးနဲ့အဲ့လိုမျိုးပွဲပြီးတတိဆိုကြတယ်ဒါပေမဲ့ပွဲမှာပူတယ်ဗျာအဲ့လိုမီးတွေပါထိုးတယ်ပြီးတော့ကိုကလှုပ်ရှားရဆိုကျွန်တော်ချွေးနေဆိုကျွန်တော်တို့ကတချင်းဆိုတာတက်တောင်တက်တာမဖြစ်ဘူးပေါ့အဲ့တော့ကျွန်တော်အင်ကြီးချွတ်လိုက်တယ်ကျွန်တော်လောလတ်ဆွကြနေဆိုတာပူကြိုက်တယ်ဟိုအင်ကြီးချွတ်ဆိုရင်တော့ပူတော်ကြိုက်အောင်မှာဟုတ်ဒါဆိုဒါပါပြီတော့ပြည့်တည်းတရားဒါကိုအဲ့လိုမျိုးတွေတာပြောရဲ့ပေါ့မှာဒါကိုအဲ့လိုခံစားခဲ့ရတာမျိုးရှိသေးလားရှိခဲ့တာပေါ့အဲ့လိုမျိုးတော့မရှိပါဘူးဟိုကို့အနေနဲ့ပြင်သင်းတဲ့ဟာဆိုပြင်လိုက်မယ်ပေါ့ ကိုဒါကတော့ coach style ပဲဆိုရင်တော့ coach style တိုင်းပဲကျွန်တော်ပါမယ်ပေါ့ဟုတ်အဲ့လိုရှင်ဖို့ဆိုရဲ့အပိုက်တယ်ဆိုလို့ရှင်ကိုကလည်းဒါဖြစ်တော့တက်ပဲတက်နေရပြီးတော့ရှင်မောရှင်မောတန်ကြရတော့ပြုံးနေရဆိုပြီးတော့ပြည့်တက်တရားလို့ပြောကြရတော့အတန်းကြရအောင်ပြုံးနေစေလို့ကြာလို့ဟုတ်ကြောပြောပြောပြီးကြာလို့ပြုံးနေရအဲ့ဒါလေးတွေပြောကြတော့အဲ့ဒါလည်းဟိုအဓိကဟိုတချင်းလေးရလဲအသက်ကလေးလဲဖြစ်တယ်ပြီးတော့ဟိုရွှေမုံနဲ့လဲထွက်ထားမကြသေးတဲ့ဟာဆိုတော့ဒီလိုပြီးတော့အဲ့ချင်းလဲကျွန်တော်ကိုယ်တိုင်လဲကြိုက်တယ် ကြိုက်တော့အဲ့လိုမျိုးပေါ့ပြုံးပြုံးဒီကတော့ကျွန်တော်တချင်းဆိုတဲ့အချိန်မြန်မြန်ပြုံးနေတာများပါတယ်ပြုံးပြုံးပြောနေတာပါဟုတ်မိမတန်ချိုင်းပို့ပြုံးတာဟုတ်အဲအဲ့လိုလဲပါတာပေါ့ဗျာဖေလိုမယတန်စားတယ်လေချုံးပြီးပြေးပို့ ပွဲဆိုပြတာတော့ဂျားထဲမှာကျွန်တော်ဒီသပင်စေကံပြတယ်ပေါ့နော်သပင်စိုက်ထားတာ ਨੇ ပသက်ပြီးတော့ကျွန်တော်အမှုပညာတချင်းဆိုတာကိုရုပ်ရှင်ရိုက်တာကိုကျွန်တော်နားလိုက်တယ်ပေါ့6လ9လ10လလောက်ကျွန်တော်နားလိုက်တယ်နားပြီးတော့မှဒီသပင်တွေပါ check up တွေပါလုပ်သေးချာပြပြီးတော့မှကျွန်တော်ဒီပွဲတွေပြန်ဆိုတာရုပ်ရှင်ရိုက်တာကိုပြန်လုပ်ဖြစ်တာပေါ့အဲ့မှာကုတ်တချင်းအဟောင်းတွေထဲအဲ့ဒါရှုံးမောင်းပေါင်းဆိုတာကုတ်တချင်းတွေလည်းစုပေးပြတာဟုတ်များတာတွေတွေ့ရတယ်နော်ဒါလိုမျိုးပြောဖြစ် ကျွန်တော်ကြိုက်လို့ပေါ့ပွဲမှာကြတော့ဟိုနှစ်မျိုးရှိရပေါ့ပရိသတ်ကြိုက်တာကိုလည်းကျွန်တော်ဆိုပေးတယ်ပြီးတော့ကျွန်တော်ကြိုက်တာလည်းကျွန်တော်ဆိုတယ်ပေါ့ကျွန်တော်ဆိုလို့ကောင်းတဲ့ဟာပေါ့ကျွန်တော် fee ဖြစ်တဲ့ဟာမျိုးလည်းဆိုတယ်ပေါ့အဲဟိုပုံမှန်အဖြစ်တော့ကျွန်တော်ပွဲတစ်ပွဲဆိုရင်အနည်းဆုံး73ဘုတ်74ဘုတ်ကဆိုဖြစ်နေတာဆိုတော့ဟိုအဲ့လိုမျိုးမျှပြီးတော့တော့ဆိုဖြစ်ပါပဲဟုတ်ကဲ့အချင်းဆိုတော့ရှင်မတချင်းနဲ့ပန်းဖြစ်တယ်ဆိုရယ်ဆိုတော့ကိုကြိုက်လို့ပေါ့ဟုတ်ကဲ့ကျွန်တော်ကိုယ်တိုင်လည်းကြိုက်လို့ပေါ့ဟုတ်ဒီမောကလည်းအဲ့လို သူ့ကိုလည်းသချင်းတစ်ခါစုကန်နေကြရင်ဒီကောင်စားပတ်လို့တော်တော်လိုက်ခေါ်ရတယ်အဲ့လိုမျိုးတန်သွင်းမေးဖို့ပေါ့နော်အဲအကြောင်းမို့ဟိုသူများကိုဟိုလည်းရေးပေးတာလည်းစိုးစေခြင်းတယ်ဒါမဲ့ဟိုသူ့စိုးခြင်းမှလည်းဖြစ်တာဟုတ်သူဘယ်လိုပုံစံမျိုးစိုးခြင်းလဲပေါ့အဲကျွန်တော်လည်းနောက်ပိုင်းအဲ့လိုကွက်ကိုရေးပြတဲ့ဟာလေးဒါလေးကြိုက်လားသူကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်ရေးလိုက်ပေါ့မကြိုက်ဘူးဆိုလို့ရှိရင်လည်းကွက်ကိုလေးပဲတင်းထားတယ်ပေါ့အဲ့လိုမျိုးလေးပဲလုပ်ဖြစ်တယ် အဲသူကအလုပ်လုပ်ရင်တခြင်းဆိုတော့မှမဟုတ်ပါဘူးဘယ်လုပ်မဆိုအလုပ်လုပ်ရင်တေချာကိုလုပ်တာအဲ့ဒါကျွန်တော်သူ့စီကတင်ယူရတဲ့ချက်ပါအဲတရေကျောင်းနဲ့အမှတ်တရကတော့ဟိုကျွန်တော် interview တွေမှာဖြေဘူးလို့ပဲအဓိက အမှတ်တရကတော့ကျွန်တော်နဲ့ခင်ဝါနဲ့ရိုက်တဲ့အဲရိုက်ကြတဲ့တပင်ကြီးပေါ့နော်အဲ့တပင်ကြီးမှာတော့တယောက် တေသွားတယ်ပေါ့နော်အဲ့ဒီသပင်ကြီးကိုခုတ်လဲထားတာတဲ့အဲ့ဒီသပင်ပေါ်မှာရိုက်ထိုင်ပြီးရိုက်ခဲ့ရတာပေါ့အဲ့ဒါတော့အမှတ်တရပါဘူးနောက်လာကြရင်တို့မော်ဂလိုဆော်ကြရတော့မင်္ဂလာဆောင်ပါမော်ဂလိုဆောင်ပါအဲအဲ့ဒီဟာကတော့တီကွန်းနဲ့ကတော့ပြောရမှာဆိုရင်ဟိုပေါ့ဟိုရှေ့ဝက်ကားမှာကလေးကအဲ့လိုအမေနဲ့သားနဲ့အခန်းဆိုလဲအဲ့လိုလှုပ်တဲ့ဘလော့လေးရှိတယ်လို့ဒီကားမှာကတော့အဲ့လိုတီကွန်းကို ချီရောပြေးတာပါတီကွန်နဲ့ရီတော့ရီရပါတယ်။တားလေကရော့နော်ဗောတားလေကရော့နော်တီကွန်ကရော့နော်နေရာတားပြအပြန်လန်ကရော့လုပ်ပြီးတော့တီကွန်သားကိုခွာတာခွာလိုက်ရတယ်ဗောဆိုတင်တော့လေတီကွန်ကိုပွေချပလိုက်တာလေဟုတ်ဟုတ်တယ်ဟုတ်တယ်အရင်တော့တော့ဒရမာတွေရိုက်တယ်ဗောနော်အဲဒရမာတွေလည်းရိုက်ပါတယ်အခုလည်းရိုက်ပါတယ်ဟိုဒရမာကားကတော့ကျွန်တော်အတွက်တော့နည်းနည်းလေးဒါဘုံလို့ပြောရင်ခက်ခဲတဲ့အပိုင်းတွေမှာတော့ကျွန်တော်အတွက်ဗောနော်ကျွန်တော်အတွက်ပါတယ်ဗောဟာတာကတော့ဟိုအပြင်မှာ လဲကျွန်တော်က brush နောက်ပြောတတ်တယ်စနောက်တတ်တယ်လူပြီးတော့နောက်တစ်ခုကိုနဲ့တွဲကြရလူဥခန်းလိုင်းတို့ကိုတော်လက်တို့ကခေါ်သွားပြီးတဲ့အတွက်ဟာတာကတော့ချောချောချူပဲပေါ့အဆင်ပြေတယ်ပေါ့အဲ့တော့လဲနောက်ပိုင်းဟာတာလေးလည်းရိုက်ဖြစ်တယ်လို့ပြီးတော့နောက်တစ်ခုကဟိုဟိုကျွန်တော်အတွေးပေါ့နော်ဟိုလူတွေပရိသတ်တွေအနေနဲ့လဲကျွန်တော်တို့ကိုယ်တိုင်လဲငငယ်တော့ကနေမာနေလို့ရှိရင်ဟို drama ကားကြီးလည်းကြည်ပါတယ်ငိုရတဲ့ကားကြီးလည်းကြည်တယ်ဒါပေမဲ့ဥမာ ငါးကားဆိုရင်ဒရမာနှစ်ကားကျွန်တော်ဟာသသုံးကားလောက်တော့ကြီးပြတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ပျော်ရတာရီရတာဟုတ်လူတွေကစိတ်ညစ်စရာလေးတွေရှိတာဆိုတော့ကျွန်တော်ကတော့ဟာသလေးတွေကိုတော့ရိုက်ရလဲပို့ပြီးတော့စိတ်ဝင်စားတယ်ပြီးတော့ကိုကြောင့်အဲ့လိုမျိုးပျော်ရွှင်သွားကြတယ်ပြိတ္တတွေရီမောတယ်ဆိုရင်ပျော်တယ်ဗျဟုတ်